ိုင်လန်ကိုရောင်းချပြီးပရီးမီးယားလိဂ်ဝိုင်းတိုင်းစင်ပေါ်နဲ့အစားထိုးသွားမယ့် United မန်ချက်စတာနဲ့တဲ့တင်အားတိုင်းစင်ပိုင်းအတွက်အင်အားဖြည့်တင်းသွားဖို့ပရီးမီးယားလိဂ်ဝိုင်းတိုင်းစင်ပေါ်ကိုခေါ်ယူသွားတော့မှာဖြစ်ပါရင်ကစားမကိုရိုင်းကလည်း United စီကဂျင်နီယာကြောင့်ဒီနေ့ပြောင်းရွှေ့ကအလင်းမြန်ဖြစ်မြောက်သွားပွဲရရှိပါရင် United အရင်တုန်းကလို့ပရီးမီးယားလိဂ်ပြင်ပကကစားမတွေတဲ့ပရီးမီးယားလိဂ်နဲ့အသားချပေးတာကစားမတွေကိုပဲခေါ်ယူချင်နေတဲ့အတင်မှာအမေရိကန်လည်းအလင်းမြန်အသားချမဲ့ကစားမမျိုးတွေကိုတော့အလိုရှိနေတာဖြစ်ပါရင် United အမတ်ရဲ့ကွန်ရာကိုပေါင်ချောင်းဆန်တဲ့တန်နဲ့ဝူတင်းကနေခေါ်ယူပြီးပြီဖြစ်တယ်လို့ Brian Ambumo ကိုလည်း Brandford အသင်းကနေခေါ်ယူနိုင်ဖို့နှိမ့်ဆက်နေတာဖြစ်ပါရင် တောင်ပိုင်းတစ်ဖက်စလုံးအတွင်းအင်အားဖြည့်တင်းပြီးပြီလို့ဆိုလို့ရပြီတင်းနေတို့ဟာထောင်တိုက်ဆက်ပိုင်းကိုပဲအားဖြည့်နိုင်ဖို့လိုတာဖြစ်ပါတယ်တဝက်နေတဲ့ထောင်တိုက်ဆက်အတွက် United တို့စိတ်ဝင်စားနေတဲ့ Premier League ဝိုင်းတိုက်ဆက်မှုကတော့ Ole Watkins ဖြစ်ပါတယ်အသက်29နှစ်အရွယ် Watkins ဟာ Inter Milan အသင်းရဲ့အဓိကတိုက်ဆက်မှုဖြစ်ပြီးသူ့ရဲ့ဂိုးသင်းစွမ်းရည်ကိုတက်တည်ပြထားပြီးသားသူဖြစ်ပါတယ်ဒါပေမဲ့ Unai Emery နဲ့တိတ်အဆင်မပြေဖြစ်နေတာကြောင့်အသင်းပြောင်းချင်နေတာဖြစ်ပါတယ်အသင်းပြောင်းချင်ကြောင်းကို Watkins ကပြီးခဲ့တဲ့ Everton ကပြုလုပ်ခဲ့တဲ့ Sky Sports နဲ့အင်တာဗျူးမှာအခုလိုပြောထားခဲ့ပူပါတယ် ကျွန်တော်ပွဲကစားချိန်နဲ့ပါနေတဲ့ပုံမှာစိတ်ပြတ်တော်သားထွက်မိပါတယ်။ဒါကိုကျွန်တော်ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။မိပြကိုလည်းကျွန်တော်ပြောပြပါပြီ။သူကမန်နေဂျာမှာသူ့ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်လေ့စားပါတယ်။ဒါပေမဲ့ကျွန်တော်ကလည်းပဲအရန်ကုန်မှထိုင်နေရတာကိုပျော်ရွှင်နေမဲ့သူမဟုတ်ပါဘူးလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်။တကယ်လည်းဝယ်ကင်းဟာဒီနေရာဒီမှာအင်စတန်မီလာကနေပြောင်းရွှေ့ချင်နေပြီးကမ်းလှမ်းမဲ့အသင်းတွေကိုမျှော်လင့်နေတာဖြစ်ပါတယ်။ဒါအတလစ်တင်နာရဲ့ဖော်ပြချက်အရ United ဟာဒီနေရာဒီမှာ Raw McWhite Land ကိုရောင်းချနိုင်ခဲ့ရင်ဝယ်ကင်းနဲ့အစားထိုးသွားမယ်လို့သိရပါတယ်။လက်ရှိမှာ United အသင်းတာဝန်ရှိသူတွေဟာအင်စတန်မီလာအသင်းနဲ့ချိန်ဆမှုတွေလုံးဆောင်နေပြီလို့လည်းဆိုပါတယ်။ ယူနိုက်တက်ကမဖြစ်မနေတိုင်းစင်မှုလိုအပ်နေတဲ့အသင်းဖြစ်ပြီးဝိုင်လန်ဂျိုရှွာဆက်စီတို့လောက်နဲ့မလုံလောက်တော့တဲ့အသင်းဖြစ်ပါတယ်။တေချာတာကတော့ဝက်ကင်းကဒီဇာမနေဦးစလုံးတက်ပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်မဲ့သူမျိုးဖြစ်ပါတယ်။ယူနိုက်တက်ဟာအသင်းရဲ့တိုင်းစစ်ကစားမတွေဖြစ်ကြတဲ့မာကတ်ရက်ဖို့အန်တိုနီဂျေဒန်ဆန်ဂျိုတို့ကိုရောင်းချဖို့စီစဉ်နေတဲ့အသင်းဖြစ်ပါတယ်။ရက်ဖို့ကိုဘိုင်ဆနာအသင်းကခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိပါတယ်။ယူနိုက်တက်ဘက်ကတော့ရက်ဖို့အတွက်အနာဂတ်စီစဉ်နေမရှိတော့ပေမဲ့လည်းပေါ်ပေါ်ပဲပဲတော့ရောင်းချသွားမှာမဟုတ်ဘူးဖြစ်ပါတယ်။ယူနိုက်တက်အနေနဲ့ရက်ဖို့ကိုရောင်းချခြင်းကနေပြောင်းရွှေ့ခြင်းပေါင်သန်း၄၀အထိရရှိဖို့ရမျှော်လင့်ထားပါတယ်။ ဒါပေမဲ့ report ကိုအငှားချတာတန်းအပိသက်ရောင်းချနိုင်ဖို့သာ United ဘက်ကဆန္ဒရှိနေတာဖြစ်ပါရင်ခေါ်ရမယ့်အသေးမရှိဘူးဆိုရင်တော့အငှားချတာကပဲတခုတဲတော့ရေးချယ်စရာဖြစ်လာမှာဖြစ်ပါရင် report က United အသင်းရဲ့ Academy ထွက်ကစားမှဖြစ်ပြီးတော့အသင်းကြီးမှနေရာရလာတာဆယ်စုနှစ်ဝန်းကျင်ရှိသွားပြီလည်းဖြစ်ပါရင်ဆက်ဆဘောလာချင်းမှာကြောင်းစရာခြေသွမ်းကိုပြသခဲ့ပြီးပွဲဥထွက်ပွဲတိုင်း goal သွင်းနိုင်သူဆိုတဲ့ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါရင် ဆိုရှယ်လက်ထက်က Rapfo ရဲ့အကောင်းဆုံးဖြစ်ခဲ့ပြီးနောက်ပိုင်းနှစ်တွေမှာတော့ခြေချလာခဲ့ပါတယ်2021ကနေ2025အတွင်း Rapfo ရဲ့ကောင်းခဲ့တဲ့နှစ်ဆိုလို့2023တည်းတည်းသာရှိခဲ့ပြီးကျန်တဲ့နှစ်တွေမှာတော့တိုင်ပတ်နေတာပဲဖြစ်ပါတယ် United နဲ့ Barcelona တို့ Rapfo ကိုရောင်းချရေးကိစ္စသဘောတူညီမှုရရှိသွားမလားဆိုတာစောင့်ကြည့်ရမှာပါအငားနဲ့ဆိုရင်လဲဒုက္ခလားစာအကုန်ရှင်းပြီး United အတွက်အဆင်ပြေမှာဖြစ်ပါတယ်ဆန်ချိုကိုတော့လောကလာစာကြောင့်ပဲအသိအကောင်းမှမခေါ်ချင်သေးဘူးဖြစ်ပါတယ်။ဒါကြောင့်လည်း United တို့ဆန်ချိုကိုအခုထိမရောချနိုင်သေးတာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ပါပဲခင်ဗျာနောက်ဖီဒီယိုလေးမှာလေးအားကစားနေပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လာရောက်ကြည့်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ရဲ့ page လေးကိုလည်း like and follow မနေရသေးဘူးဆိုရင်လည်းနှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ